အဲ့လိုဘာရေဘာရေအဘဘကျွန်တော်တို့မရတော့ဘာရေဒီမှာ drone တွေအရန်ကျင်းနေဘာကျွန်တော်တို့လင်းပစ်ကူလေးပေးပါအောင်ဘာရေအဘကျွန်တော်တို့ဆုံးမရတော့မယ်ဘာဘာကျွန်တော်ရေရေတိုက်လည်းမရတော့ဘူးရေရေလည်းမတိုက်နိုင်တော့ကျွန်တော်ကြေးတော့မယ်ဘာရေအိုးဘာဘာရေဘုန်းကြီးကိုကြာနေပြီ ော်ဒါလေးဒါလေးပါပါတော့ရေရေတိုက်ရေရေချင်းမုံဆိုတဲ့ဟာလေးဟမ်ဘာရေဘာရေဘာရေအဘအတွက်လာခုရအဲ့လိုဘာရေဘာရေအဘပါကျွန်တော်တို့မရတော့ဘာရေဒီမှာ drone တွေအရန်ကျဲနေတာဘာရေကျွန်တော်တို့လင်းပစ်ကူလေးပေးပါအောင်ဘာရေအဘကျွန်တော်တို့ဆုံးမရတော့မယ်ဘာဘာကျွန်တော်ရေရေတိုက်လည်းမရတော့ဘူးရေရေလည်းမတိုက်နိုင်တော့ကျွန်တော်ကြေးတော့မယ်ဘာရေအိုးဘာဘာရေဘုန်းကြီးအကြနေပြီဘာရေဘာရေကြာပြီကြာပြီကြာပြီ ဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်ကတော့ရေးဖို့ crown ဖြစ်ပါတယ်အခုလက်ရှိကျွန်တော် FFT တက်ဖွဲ့မှာ don final တက်အောင်နေတော့ final trainer တက်အောင်နေတော့တောင်းနေပါတယ်ဗျကျွန်တော်အရင်ကတော့ရေးစိတ်ဝင်တဲ့အဖြစ်လောက်ကင်ခဲ့လို့ရတယ်ပြီးတော့ကျွန်တော်ဒါကျွန်မရဲ့ပညာရေးကတော့ဥပဒေနောက်ဆုံးနည်းနဲ့ရပ်တန့်ရတဲ့အဖြစ်ပါတယ်ဗျ အဲပရယေးမှာပေါ့နော်မျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ပြောရမယ့်အခန်းကဏ္ဍရတော့အများကြီးပဲဗျ။အာရေဆန်ရဲခဲရတဲ့စိတ်ပုံမှုတွေအခက်ခဲရလည်းအများကြီးရှိတယ်။အခုကျွန်တော်ဒီတော်လန်ရေးတဲ့ကိုလာဖို့အတွက်ကျွန်တော်အိမ်ရောတော့ကျွန်တော်ပြောခဲ့ဘူးလေ။ဒါပေမဲ့အိမ်ကလုံးဝလက်မခံဘူး။ဒါကတော့ဗမီးပါမဆိုတော့ကိုယ်တာသမီးကိုဒီလိုမျိုးကြီးတွားပြီးတော့အဲ့လိုမျိုးပေါ့။တင်းနေဆိုတာလည်းမသိဘာမှမသိတာမရရတဲ့လောကကြီးတွေကိုတွေ့ဖို့ဆိုတာကတော့ အမိဘတိုင်းကတော့ဟိုတိတ်ပြီးတော့စိတ်ပြောင်းလဲနဲ့လွတ်နိုင်လို့တော့ကျွန်တော်မထင်ဘူးကြ။အဲ့တော့ကျွန်တော်မိဘကလည်းကျွန်တော်နားတယ်တယ်။ဒါပေမဲ့ကျွန်တော်ကတော့အဖေတော့မရှိတော့ဘူး။အမေတယောက်ပဲရှိရဲ။အမေကဘာပြောလဲဆိုတော့ကျွန်တော်အေးနေငါ့ကိုတေးသေးချင်းရင်သွားဆိုပြီးတော့ပြောခဲ့ဘူးရဲ။ဒါပေမဲ့အဲ့ချိန်မှာတော့အမေကျင်းတော့ကျွန်တော်နေတယ်။နေပြီးတော့အလုပ်လေးပါလေးလုပ်ပြောတော့ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်မရတော့အဲဘယ်ကိစ္စမှာပို့ပြီးတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေထိုင်ပါလာလဲဆိုတော့ကြံ့မလို့ကိစ္စပေါ့နော်။ကြံ့မလို့က အဲ့ဒီဒီအရသာပြည်သူတွေကိုဒီနေနဲ့ဘုံကျဲပြီးတော့တိုက်ခိုက်ခဲ့တဲ့ကိစ္စပေါ့အဲ့ကိစ္စကကျွန်တော်အဲ့ချိန်မှာကျွန်တော်အဲ့လေးစိတ်မှာတာဝန်ထမ်းဆောင်နေရပြအဲ့တော့ကျွန်တော်တို့ကဒီအစိုးရဘက်ကအဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ကြွရအောင်လုံးလုံးကင်နေရတဲ့အချိန်ပေါ့နော်အဲ့ချိန်မှာသူတို့ကပြောတယ်အဲ့ဒီစစ်တပ်ကလေရင်ကျဲမှောက်တိနေတာနဲ့ဘာဖြစ်လို့အဲ့ PDF တရားပေါ့ဒီပြည်သူတွေနဲ့ကလေးတွေကိုချီအဲမရှောင်သိမ်းခိုင်းတာလည်းပေါ့ တမင်တသက်ဒီဇိုင်းလောက်တာဆိုရယ်ပုံစံမျိုးတွေကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်အရှိမကျွန်တော်လည်းဝင်ပြောတယ်ကျွန်တော်အဲ့လိုမရဘူးကျွန်တော်အဲ့လိုကိုပြောနေနိုင်ရှိပြီဆိုလို့ချင်းရပြောချပလိုက်တာပဲတော်သူပြဿနာဖြစ်ချင်းပြမဖြစ်ချင်းလေအဲ့ဒါကျို့ဝင်ပြောအဲ့ဒါဆိုရင်ဟုတ်ပြီဒီကလေးတွေနဲ့ပြည်သူတွေပေါ့နော်ဒီလူကြီးတွေကလေးတွေရှိတယ်ပြည်သူတွေရှိမှတ်ပြီးမင်းတို့ဘာလို့ဘုံကျဲခဲ့တာလဲဆိုပြီးတော့သူတို့နဲ့အတိုက်ခံနေပြပြဿနာကြီးပြီကျွန်တော်အဲ့လိုအွှေပြောင်းရာတို့နေရာတွေပါရာစားဖြစ်သွားခဲ့ရပေါ့နော်ဒါပေမဲ့အဲ့မှာကျွန်တော်သိချသွားတာ ငါတော့တော့မမြရတော့ပြီးကျွန်တော်ကငယ်ငယ်လေးကကိုလုတ်ချင်တာကိုဖြစ်ချင်တာဘလို့ရှင်လုတ်ကိုလုတ်လိုက်ရမှကျင်လိုက်တယ်ကိုအဲပြီးတော့ကျွန်တော်ဒီလိုမျိုးကိုလုတ်ချင်တဲ့အရာကိုမလုတ်လိုက်ရဘဲနဲ့အဲအသက်ရှင်ပြီးတော့နောင်တတွေနဲ့နေသောတဲ့အရာကျွန်တော်မကြိုက်ဘူးအဲ့တော့နောင်တနဲ့ရှင်တန်ရတဲ့လူဖြစ်ခြင်းဘူးပြီးတော့ကျွန်တော်အမျိုးသမီးတယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုအမျိုးသမီးဆိုရင်လည်းဒီတော်လိုင်းကြီးမှာငါဘယ်လိုမျို အောင်ပြီးတော့ဘယ်တောင်တနည်းအနေနဲ့ပါဝင်ပြီးဘလို့ဒီတော်လိုင်းတို့ပြောင်းလဲမှုတွေလုပ်လို့ရမယ်ဆိုတော့အဲစိတ်ကိုတွေးတယ်တွေးပြီးတော့ပြီးတော့ကျွန်တော်တို့အမျိုးသမီးတွေဆိုတာပန်းနဲ့တူလေဗျပန်းနဲ့တူလေလောကနူးညံ့တိမ်မွေးတဲ့အမျိုးသမီးတွေအဲ့လိုအမျိုးသမီးတွေကနေဒီလိုမျိုးဟိုတန်တာတန်မဏိလိုမျိုးစိတ်တတ်နဲ့တန်မာတဲ့ရဲရဲနဲ့အမျိုးသမီးတယောက်ဖြစ်ဖို့အတွက်ဟိုတော်လိုင်းရဲကိုရောက်လာတဲ့ခါမှာ changes တွေလောက်ရတယ်ပြောင်းလဲမှုတွေပေါ့နော်အဲ့တော့ကျွန်တော်ကစစ်သားတယောက်ဖြစ်လာတယ်ဒီ ်လက်စစ်အာဏာရှင်တိုက်ထုတ်မယ်ဆိုမှကျွန်တော်တို့ကိုယ်တိုင်စစ်သားဖြစ်နေမှရမှာပေါ့နော်။ဟောကိုကျွန်တော်လည်းဒီအမျိုးသမီးရနေပြီးတော့ဒီစစ်သားတယောက်ဖြစ်ဖို့အတွက်စစ်သားတယောက်လိုပြုမူဖို့စစ်သားတယောက်လိုကြင်ကြံဖို့စစ်သားရဲ့ဒီစီးအဲကျင့်ဝတ်တွေနဲ့နေနိုင်ဖို့အတွက်ကျွန်တော်စစ်တင်နဲ့ဆိုအခြေခံစစ်တင်နဲ့နေတက်ခဲ့ရတယ်။အဲပြီးတော့ကျွန်တော်အဲ့ဒီအမေကတန်းမြင်ပြီးတော့ဟိုဒုံးတင်တန်းနေတက်တယ်ပြီးတော့အဲ့ဒီနောက်ထပ်ပေါ့နော်ဒီအာရခတက်တော်ကနေပြီးခဲ့တဲ့ဒီ NCO ပေါ့နော် NCO တန်တန်းမှုတရားရှိဆိုတဲ့တင်တန်းတော့ကျွန်တော် တက်ရောက်ခဲ့ရပေါ့နော်အဲ့ဒီမှာကျွန်တွေ့ရတဲ့အခက်ကြီးကတော့အများကြီးပဲဗျပြီးတော့ကျွန်တော်တို့ဒီအပြင်လောကမှာရှိနေတဲ့တောင်းလို့မျိုးကဟိုနွေးထွေးတဲ့ကိုယ်မိဘရဲ့အရေးအောက်လို့မဟုတ်တဲ့အတွက်အဲတန်တက်မှုတွေအခက်ခဲတွေရင်ဆိုင်မှုတွေကတော့ရှိမှာအများကြီးပဲရှိတယ်ဥပမာပြောရရင်တော့ကျွန်တော်တို့ကဟိုဘယ်လိုမလဲအမျိုးသမီးဆိုရင်လည်းကျွန်တော်လှချင်ပချင်လည်းဗျာစားချင်တောက်ချင်လည်းပျော်ချင်ပါချင်လည်းသူများတွေလိုမျိုးဝတ်ချင်လည်းဒါနဲ့ အဲ့တော့လိုအပ်လာပြီစစ်သားတယောက်ပြုဖို့လိုအပ်လာပြီဒီတော်လန်ရေးအတွက်လိုအပ်လာပြီဆိုလို့ရှိရင်တော်ဟိုသူများရဲ့ဘယ်လိုမျိုးဆဗင်ဆိုတာအမျိုးသမီးတွေဒုတိယမျက်နှာလို့ပြောရင်တော်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်လာကျွန်တော်ဆဗင်ကိုဖြတ်ဖို့လိုအပ်လာအဲကျွန်တော်နောက်ဆုံးတက်ခဲ့ရတဲ့တင်တာပေါ့နော်အဲ့အဲခါတက်ကပ်ပြီးတဲ့တင်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒန်းတူပေါ့နော်အမျိုးသားရင်းနဲ့ဒန်းတူတော်ဘလုံးတုံးမယ်လို့ပြောတယ်ဆဗင်ကောင်းကျိတ်မယ်ပေါ့နော်ရတယ်ကျွန်တော်တို့ဒီဆဗင် ကိုယ့်ရဲ့ငယ်နုပြုံမှုတွေကိုယ့်ရဲ့အခွင့်အရေးတွေကိုယ့်ရဲ့အနာဂတ်တွေအားလုံးကဘာမှမတေချာမရရပဲနဲ့ကိုယ့်ရဲ့ပြီးတော့ကိုယ်အချက်အဆုံးဆိုတဲ့မိပါပဲလူတိုင်းကကဘာပေါ်မှာအချက်အဆုံးကမိပါလို့အဲကျွန်တော်တော့ကျွန်တော်အချက်အဆုံးကတော့မိပါပဲတချို့တွေကတော့အဲကိုယ့်မိပါကိုမချစ်တဲ့လူတွေကတော့ရှားမှာပါကျွန်တော်အတွက်ကတော့ကျွန်တော်မိပါအချက်အဆုံးအဲ့လိုကိုယ့်အချက်အဆုံးမိသားစုတွေမိပါတွေတော့စွန့်လွတ်ခဲ့တယ်ကိုယ့်ရဲ့အနာဂတ်တွေကဘာမှမသိအဲရှေ့မှာဘာတွေရှိလို့ရှိမှမသိတဲ့အရာတွေအားလုံး ဆွန့်လို့ပြီးတော့ဒီထဲကိုတော့လောက်လာခဲ့ပြီဒီဇာဘီကိုကျွန်တော်ဘာကြောင့်ဆွန့်လို့နိုင်ရမှာလဲဆိုတော့အဲ့တော့ရရတယ်တုံးလိုက်ဆိုရဲအနေတိုင်းတင်နန်းကိုတက်ရောက်ဖြစ်ခဲ့ရပေါ့နော်အဲ့ပြီးတော့ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့အခြေခံရှိမယ်ပြီးတော့ NCO တင်နန်းအဲ့မှာအခြေခံတင်နန်းမှာကျွန်တော်အခက်ခဲတစ်ခုရှိခဲ့တာကျွန်တော်တို့ကဒီဟိုမြေပြန်ဒီဖြစ်တဲ့အတွက်ဒီတော်ရဲကိုလောက်လာတဲ့အခါမှာဟိုကျွန်တော်တို့နီးစက်ရနီးစက်ရလူမျိုးတွေရဲ့ တင်နေတော့တက်ရောက်ကြတယ်စစ်သားဖြစ်ဖို့အတွက်အဲစစ်တင်နေဆိုတော့တက်ရောက်ရတယ်ပေါ့နော်အဲ့တော့အခြေခံမှာကျွန်တော်တက်တော့သူကလုံးဝအဲကျန်းတယ်နေရပေးတဲ့အခြေခံတင်နေပေါ့နော်အဲသူကကရင်လိုပဲပြောပြီးတင်လာပြန်ဗမာလိုတခုံးမပြောဘူးအဲ့တော့ကျွန်တော်နားမလဲပါမလဲကလေးဦးကြောင့်နဲ့သူများရဲ့ပြည်ပြရပြန်ပြီသူများရဲ့ရိုက်ခံလဲရိုက်ခံလိုက်ရပြန်ပြီဘာမှလည်းမသိဘူးဘာကြောင့်မှလည်းမသိဘူး reason တော့မရှိဘူးလှုပ်လှုပ်လှုပ်ဟာလှုပ်လှုပ်အေးရိုက်မှာရိုက်အပြည့်ပေးမလားပေးဆိုရယ်ပုံစံမျိုးနဲ့ပဲဒါပေမဲ့ကျွန်တော်တင်တဲ့ ၄လလပြီးွားတဲ့အခါမှာတော့အခြေခံတနေ၅လပြီးခဲ့တဲ့အခါမှာကျွန်တော်ပြင်တာကိုတိုက်တဲ့ပြင်ရွာကိုတောင်းမလားသမင်းတက်တာမင်းကရင်လို့ပြောမလားဆိုတော့အဲ့လိုနားလည်မှုတွေအဲပြောပြောအဲသူတို့ပြောတဲ့လိုလည်းနားလည်လာရဲကိုကိုတိုင်းလည်းနင်းနေမှာပြောတက်လာရဲပေါ့နော်ဒါကျွန်တော်အခြေခံတင်တဲ့အတွေ့အကြုံလေးဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော်ဒီအခုလက်ရှိပြထားတဲ့အဲအရာရှိတင်တဲ့မှာဆိုလို့ရှိရင်လည်း အဲကျွန်တော်အပြောရမယ်တော့သင်တန်းစတဲ့အချိန်ကနေစပြီးတော့သင်တန်းပြီးခဲ့တဲ့အချိန်ဒီနေ့သင်တန်းဆင်းပြီဆိုတာတော့တို့မနေ့ကပီတီပြရတယ်လေအဲ့ဒီသင်တန်းမှာဆိုတော့ကဒီလူလူတန်းတန်းပြရတာမဟုတ်ဘူးလူလူတန်းပြရတယ်လို့တဲ8ပါရပေါ့နော်တဲ8 15kg ဒီလေးတဲ8ပါရပြတော့ပြေးရတဲ့အပြေးဆိုရင်တော့မိုးလေးကညိုးချုပ်ပြီးပြေးနေရတော့မတောက်ချောက်ပြေးတယ်ကွင်းဆင်းတယ်ပြေးတယ်ခမင်းစားတယ်ပြေးတယ်ပြီးရင်ခမ်းမဝင်တယ်ပြေးတယ်မိုးချုပ်အိတ်ခံနေပြီးတော့ပြေးနေရတော့မယ် ဘာကြောင့်ဒီကလည်းမသိဘူးကျွန်တော်ပြေးနေရတယ်အဲ့လိုမျိုးအဲ့ဒီမှာကျွန်တော်ဒီတော်လန်ရေးတစ်လျှောက်မှာပေါ့နော်ကျွန်တော်ညှက်ဖြားဖြစ်ညှက်ဖြားဖြစ်ခဲ့တဲ့အချိန်ဆက်တဲ့ချိန်ညောက်ညှက်ဖြားဖြစ်တာပေါ့အဲ့တင်းတန်းတက်နေတဲ့တော်တွင်ပါပဲညှက်ဖြားဖြစ်တယ်ဆိုတော့သူကအယောင်ကြီးနေတဲ့အချိန်မှာတော်တော်မှာ၅ချိန်လေးရှိခဲ့တယ်တင်းတန်းစရနေပြီးတော့အဆုံးထိ၅ရက်ဆိုတာမရှိဘူး၅ချိန်တော့မရှိဘူးတနင်္ဂနွေ Sunday ဆိုတာလည်းမရှိဘူးပေါ့နော်တောက်လျှောက်ပဲကျွန်တော်တို့မနာခဲ့ရဘူး အဲ့အဲပြီးတော့ကျွန်တော်အားနှစ်ပြားပြည့်နေလို့ဆိုပြီးတော့ကျွန်တော်ဘာရှိရအစားစားလေးကျွေးပါလာလို့ဆိုပြီးတော့လည်းတောင်းဆိုခြင်းမရှိဘူးအဲကျွန်တော်အဲကျွန်တော်အနေနဲ့ပဲတော့ရရဲ့မှာနေမကောင်းဆိုနေတဲ့အဲ့နေ့ကကျွန်တော်မှတ်မှတ်ရရတော့ကျွန်တော်တောင်းပေါ်မှာပြရတာပေါ့နော်ပြီးတော့ကျွန်တော်ကပြေးပြီဆိုရင်လည်းသူဝင်းပြင်းမြေပြိုင်မှာမဟုတ်တောင်းနေရှုံနေတိုင်းမှာကျွန်တော်တို့ပြေးခိုင်းတာပေါ့နော်သူလေးကျင်ပေးရလို့အဲ့မှာကျွန်တော်အဲ့နေ့အရန်တော့မူးနေရတယ်ပါရတော့မှတ်ပြန်စေးတောက်ထားတော့နောက်ဆုံးမှကြံနေခဲ့ နောက်တော့မှကျွန်တော်အဲ့ဆရာပေါ့အဲ့ဆရာတောင်းလဲကျွန်တော်ဒီပြင်းနှမ်းမှာကျွန်တော်တော့အတော်လေးကိုအော်အမိုက်ဆုံးဆိုရစိတ်တက်ပြီးတာမမှုကိုကျွန်တော်ရခဲ့တယ်ပြီလားအဲ့ဆရာရဲ့လေ့ကျင့်မှာပြောရတဲ့သူ့ရဲ့ဟိုလူတယောက်ကိုပေါ့နော်အဲ့တနေ့မှာကျွန်တော်အကြိုက်ဆုံးအဲ့ညာကတော့လူတယောက်ကိုသူ့ရဲ့လုံမိုက်ဆုံးဘယ်လောက်ထိရှိလဲသူ့ကိုဘယ်လောက်ထိတွန်းနိုင်မလဲဆိုတော့အဲအဲ့လို push ပေးနိုင်မှုလို့ပေါ့နော်အဲ့စိတ်သက်စိတ်သက်ကအရာအဲ့မတရားကြီးညစ်တက်သွားတဲ့အထိ သူကလုံနိုင်တဲ့စွမ်းရည်ကျွန်တော်အဲရခဲ့ပေါ့နော်အဲ့ဒီမှာကျွန်တော်နောက်ဆုံးမှဖြစ်နေရပေါ့နော်နောက်ဆုံးမှဖြစ်နေတော့ဆရာကျွန်တော်အနောက်ရောက်လာတယ်သူကကျွန်တော်အနောက်ဆုံးမှကျန်ခဲ့တဲ့လူတွေကိုအဲ့တိုင်းချောက်ရိုက်တယ်နောက်လျှောက်ဘာကြောင့်လဲဆိုတော့ဒီလောက်ပဲလူတယောက်ရဲ့ကျွန်တော်တို့ဒီအဲလူတယောက်လုံနိုင်တာအဆုံးထိသူကတောမှာပဲဆရာဆိုတာတော့လေအဲ့တော့သူကကျွန်တော်အဆုံးထိတောမှာဖြစ်နေတဲ့သူကျွန်တော်တောက်လျှောက်ရိုက်ပြောနင်ဒီလောက်ပဲလားနင်ဒီလောက်ပဲလားမပြေးနိုင်တော့ဘူးလားအဲ့လိုမျိုးဒေတာမိုင်းနဲ့ကျွန်တော်ကပြောရချင်တယ်ကျွန်တော် ဟုတ်ပါရဲ့ဆရာကျွန်တော်မတက်ဖြစ်နေလို့ပါဆိုပြီးတော့အဲ့တန်တိုးတိုးတိတ်လေးနဲ့ကျွန်တော်ပြောလိုက်မိတယ်တဲ့ပြောလိုက်လို့အဲ့ဒီအတန်လေးအခုကျွန်တော်ပြန်စဉ်းစားကြည့်ရင်တော့ကျွန်တော်ကိုကျွန်တော်တကယ်တနာရတယ်အဲ့တော်လေးတော်တော်တနာစရာလေးဖြစ်နေတယ်မှတ်ဖြားကျွန်တော်ဆက်သက်ခြင်းရောက်ဖြစ်တဲ့ငါကြားလဲအဲဒါပေမဲ့ပုံမှန်ဒီအတန်ပုံမှန်လူတွေတာမန်လူတွေကြားရင်တော့တော်တော်တနာလေးနဲ့အေးမင်းမင်းမကောင်းမှာမင်းတော်နာလိုက်တော့ဆိုတော့ပုံစံမျိုးကြည့်ကျွန်တော်တနာရင်တနာလေးနဲ့ပြဒါပေမဲ့ဆရာရတဲ့တော့တော့ပါပဲ မရဘူးသူကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့အဲ့ဒီသူအဲ့လိုမျိုးဒီလိုတွန်းအားတွေပေးခဲ့လို့လဲကျွန်တော်အခုချိန်မှာဒီလိုမျိုးစိတ်တက်နဲ့ဒီလိုအခက်ခဲအဲ့လိုခက်ခဲလေးလာလာကျွန်တော်ဖြေရှင်းနိုင်နေလေပုံစံမျိုးပေါ့နော်ဒီသင်တန်းနေဆိုတာလည်းပြောမှာဆိုရင်အဲကျွန်တော်တို့တွေဒီအခုသင်တန်းမှာမမဟုတ်ဘူးဒီသင်တန်းမှာတုံ့ပြန်နေအခက်ခဲတွေတုံးခြေတန်းမှာတိုက်ပွဲတွေမှာကြုံလာမယ်ဒီချက်ပို့ပြီးတော့ဆိုးလာမယ်အခက်ခဲတွေလည်းကြုံတွေ့ရတာတုံ့ပြန်နေအဲ့ဒီခက်ခဲတွေကိုကျွန်တော်ကလွယ်လွယ်တကူ အဲ့တော့အကောင့်ဆုံးနဲ့အပန်းမှာတော့ထွက်ချွန်နိုင်လို့ဒီသင်တန်းနေရာပဲ manage လုပ်ပြလိုက်တာကတော့ကျွန်တော်တို့တွန်းပို့ပြလိုက်တာပဲအဲ့ကျွန်တော်အဲ့လိုရိုက်နေရနေတော့ကျွန်တော်အဲ့လိုပြောလိုက်တော့ကျွန်တော်ကပါပြောလဲဆိုတော့နည်းနည်းတော့ရိုင်းနေပြလီးမဖြစ်ဘူးလေလီးတော့မဖြစ်ဘူးရအောင်ပြေးဆိုတော့တောက်လျှောက်ကျွန်တော်စိုက်တော့တာပို့ရိုက်တယ်အဲ့တော့ကျွန်တော်လည်း ပေးရမယ်ကျွန်တော်အဲ့လိုမျိုးဆိုတော့မခံနိုင်ဘူးအဲ့တော့မခံနိုင်တော့ကျွန်တော်စိတ်ထဲကနေတော့ရေးရတာပေါ့နော်အပြင်မှာတော့ကျွန်တော်သူ့ကိုမပြောရဘူးကျွန်တော်အဲ့လိုပြောလိုက်ရင်ကျွန်တော်တော့အမင်းမတတ်နိုင်အောင် share တွေချုပ်လိုက်တော့အမေးမြန်းမရှိအဲ့အဲ့တော့ကျွန်တော်ရတယ်မှာလူမျိုးမျိုးပြေးရမယ်ကြည့်နေတယ်ကျွန်တော်ပြေးရတော့ကြောက်ပြေးရတယ်ကျွန်တော်အမိုးသားတော်များများကိုကြော်တက်သွားပြီးတော့အရှိဆုံးတန်းထိရောက်သွားတယ်ကျွန်တော်ပြေးလိုက်ရအောင်နော်အဲ့တောင်ဒီပေါ်မှာပဲပြေးပြီးတော့အဲ့ပြေးနိုင်ကြတော့အဲ့ချိန်ကျွန်တော်စဉ်းစားအဲ့ချိန်တော့ကျွန်တော်သူ့ကိုဒေါသထွက်ကောင်းထွက်ခဲ့လိမ့်မယ် ဲ့အခုချိန်မှာကျွန်တော်တို့ကျေးဇူးအများကြီးတင်တယ်ကျေးဇူးအများကြီးတင်ပါဘူးဆိုတော့ကျွန်တော်တောင်းပန်အခက်အခဲတွေကျွန်တော်တို့တုံ့ပြန်ရတဲ့အခက်အခဲတွေကြောင့်ရှင်အဲဒီလောက်ပဲလားဆိုရဲအဲ့လိုမယ်ပြုံးလေးနဲ့ဖြည့်ရှင်းနိုင်ခဲ့ရပါတော့အခုနောက်ပိုင်းမှာဒီလိုရှင်ဘာလို့ဆိုအဲကျွန်တော်အရန်လေးစားပြီးတော့အတိုက်ရတဲ့ဆရာတယောက်ကပြောမှုလေပေါ့နော်။ဟောကျောင်းဒီတော်လည်းလုံနေတဲ့လူတွေတွေမှမဟုတ်ဘူး။ဘောကတ်မှာရှိတဲ့လူတွေအားလုံးကဟိုပြက်တနာဆိုတာကြုံတွေ့ရမှာပဲ။ပြက်တနာဆိုတာအနည်းငယ်များတော့ရှိရတယ်။တကယ်လို့ ဒီပြဿနာပြီးွားလို့လည်းနောက်ပြဿနာဆိုတာအကြီးပြဿနာကြီးဒီ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 ဖြတ်ပြီးတော့ကြုံလာအောင်ပါပဲ။ဘာလို့ဆိုကျွန်တော်တို့ကအလုပ်လုပ်နေသေးပေါ့နော်။အဲလုပ်လုပ်နေသေးပြဿနာဆိုတာရှိတာပါပဲ။ဘာပဲလုပ်လုပ်လုပ်လို့တကယ်လို့ကျောင်းဒီပြဿနာတကူဖြေရှင်းပြီးနိုင်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ပြဿနာထပ်တွေ့ရမှာ။နောက်ထပ်ပြဿနာထပ်တွေ့လို့စိတ်ညစ်နေတယ်ကျွန်တော်တို့အရင်တော့ဖြေရှင်းခဲ့တဲ့ပြဿနာတွေကို ါငါတို့ဒီဒီပြဿနာတွေကိုဖြေရှင်းနိုင်ကြလို့ဒီပြဿနာအစ်စ်အစ်စ်တွေမတူညီတဲ့ပြဿနာတွေနဲ့ဆက်ပြီးကြုံတွေ့ရတယ်လို့ပဲကျွန်တော်တွေးလိုက်ရမှာအဲ့လိုပြဿနာတွေတွေ့တိုင်းကျွန်တော်တို့ကဟိုရှောင်ပြေးလို့မရဘူးအဲ့ဒါတစ်ခါရှောင်ပြေးပြီးရင်တစ်သက်လုံးရှောင်ပြေးနေရမှာအဲ့ဒါကျွန်တော်တို့ပြဿနာတွေကိုရှင်းဆိုင်တတ်ဘယ်လောက်ကြီးကြီးလာမလဲဘယ်လောက်သေးသေးလာမလဲအေးဆေးပဲပွားဆိုရဲဒါဒီလောက်ပဲလားဆိုရဲစိတ်နဲ့ပဲရှင်းတိုင်နိုင်ခဲ့တာပေါ့နော်အဲ့ကျွန်တော်ဒီတင်တန်းမှာတော့ဒီ ျွန်တော်အခုတက်ခဲ့တဲ့သင်တန်းတွေပေါ့နော်အဲ့ဒီသင်တန်းအတွေ့အကြုံတွေဆိုလို့ရှိရင်ကျွန်တော်ဘဝမှာအာတစ်ခါဘုမအိမ်မက်တယ်တော့မက်ခဲ့ဘူးရဲ့အရာတွေပေါ့နော်အလုပ်အဲလုပ်ခဲ့ရတဲ့အရာတွေပေါ့နော်အခုတော့ကျွန်တော်တို့ဘဝမှာဆိုလို့ရှိရင်ဒီတော်လန်ကြီးဆိုရက်စကလုံးဘောပါရအတွက်တာဝန်ကြီးကဒီတစိတ်တစ်ပိုင်းတစ်နဲ့ပါလာလိမ့်မယ်လို့ကျွန်တော်တစ်ခါဘူးတော့စဉ်းစားခဲ့မှာမဟုတ်ဘူးကျွန်တော်အမိနဲ့လည်းမစင်းကြခဲ့မှာလေဘာလို့တော့ကျွန်တော်ဟုတ်အရင်အပြင်လောကမှာဆိုရင်ကျွန်တော်ကလေ တိတ်တန်နေတဲ့အရင်ဖြစ်တဲ့တဲ့ဒီဒီလိုလူတက်ဖို့မပြောနဲ့ဒီတိတ်တန်ပိုးရိပ်စိတ်လေးတကောင်တက်ဖို့တော့မှကျွန်တော်ကတုံ့ဆုပ်တုံ့ဆုပ်ဖြစ်နေခဲ့လို့လေအဲအရင်နူးညံ့တယ်လို့ကိုယ့်ကိုယ်ကိုပဲတင်စားလိုက်တော့မှပြတကယ်နူးညံ့ခဲ့ဘူးလေဒါပေမဲ့အခုချိန်မှာအဲ့လိုနူးညံ့တဲ့အမျိုးသမီးတယောက်ကနေအခုတော့ဂန်းကင်ပြီးကွန်ထရိုလာကင်ပြီးတော့လူတက်နေရတဲ့လူတွေကိုတက်ဖြတ်နေရတဲ့အထိအဲမာကျောလာတဲ့ဟိုဘယ်လိုပြောမလဲဟို တောက်တုံးနေလို့နှလုံးသားတွေတောက်တုံးနေလို့မကြောက်ကြတာဘာတောင်လဲဘလို့ PR တွေတောက်နေလို့ဆိုလို့ရှိရင်ဒီအာနာရှင်ကပေးတဲ့ PR တွေပဲအဲသူ2021ကနေစပြီးတော့သူအာနာထိန်းနေဆိုတော့ဟိုဘယ်လိုပြောမလဲတကားလေးတလုံးနဲ့သူအာနာသိမ်းသွားခဲ့တာအာနာသိမ်းသွားခဲ့တဲ့အချိန်မှာတော့ဒီမြန်မာနိုင်ငံမြန်မာပြည်သူလူတွေအပေါ်မှာမတရားပြိနေမှုတွေဖြစ်လာခဲ့ပြီးရင်ဟိုတော့ဆန္ဒပြတဲ့အခါမှာလည်းလူအုပ်ချားတွေကိုသူက တမင်ရှောင်ပြစ်တာမဟုတ်တော့တမင်ထိအောင်ပဲထိပါတယ်ဆိုရယ်စိတ်နဲ့သူပြစ်ခဲ့တဲ့ကြည်စံနေအဲ့လိုမျိုးမတရားမှုတွေကြောင့်ပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့စိတ်သက်တရားဒီလိုမျိုးလူသက်လက်နဲ့ပြီးဝင်ရတဲ့အထိဒီလိုရောက်ရှိလာကြရပါတော့အဲပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီလက်နဲ့ကံပြီးတော်လန်နေရတာရောပျော်နေတယ်လို့လည်းမဟုတ်ပျော်လို့လည်းလာလုပ်နေတာမဟုတ်ဘူးအဲ့ဒီမတရားမှုတွေတော့ပြည်သူတွေပေါ်မှာမတရားခိလိမှုတွေထပ်ပြီးတော့မဖြစ်စေကျွန်တော်တို့ ပြတော့ဒီနောက်လာမဲ့မျိုးဆက်တွေနောက်လာနောက်သားတွေအပေါ်မှာထပ်ပြီးတော့ဒီလိုမျိုးအာနာရှင်ဆက်မှုတွေထပ်ပြီးတော့မကြုံတွေ့စီရောဖို့အတွက်ကျွန်တော်တို့ကဒါပြီးတော့လက်နဲ့တိုင်ပြီးတော့တော်လှန်ရရဖြစ်တယ်ဗျာ။ အဲအခုဆိုလို့ရှိရင်တော်လန်ရေးမှာပေါ့နော်ကျွန်တော်တော်လန်ရေးကဲကိုထက်ထက်ဝင်ဝင်ရောက်ပြီးတော့လောက်ကိုက်နေတဲ့အမျိုးသမီးတွေပေါ်မှာဘောမားတွေဒီစစ်တောင်စီဘက်ကဘောမားတွေလော်ဘီတွေကနေပြီးတော့တိုက်ခိုက်နေတဲ့အရာကြီးရှိရပေါ့နော်အဲသူတို့ကအခုကကျွန်တော်တို့ကဆိုရှယ်ဖြစ်ဖြစ်တဲ့အတွက်ဆိုရှယ်မီဒီယာနေပေါ်ကနေပြီးတော့သူတို့တိုက်ခိုက်နေကြရပေါ့နော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ရတယ် ဟေးတော်လည်းရတဲ့အမျိုးသမီးတွေကတော်ရမှာပေါ့ဗိုက်တွေကြီးနေကြတယ်အခုဒါသူတက်ဖွဲ့တွေမှာဖြစ်ချင်နိုင်နေဖြစ်နေကြတယ်အဲပြီးတော့ကျွန်တော်ဆိုလို့ရှိရင်ဒီကျွန်တော်ရဲ့ post တွေမှာဆိုလို့ရှိရင်အာတာဒီတော့ဘူဗီလာဘယ်သူလဲပန်နေရောက်အဲ့လိုမျိုးပန်နေရောက်နဲ့ဘာဖြစ်ဖြစ်ဖြစ်လဲဆိုတဲ့စကားလုံးတွေပေါ့နော်ဒါတွေကအာနည်းနည်းတော့ရိုင်းနေလို့ကြာဒါပေမဲ့အာဘယ်ပြောရမလဲသူတို့ဘလို့ပဲတိုက်ခိုက်တည်ဖြစ်စေကျွန်တော်အခုလက်ရှိတော်လည်းရေးလုပ်နေတယ်အဲတော်လည်းရေးလောက်လာခဲ့တဲ့ပါလာတစ်လျှောက်လုံးမှာအဲကျွန်တော်အခု ရောက်နေတဲ့နေရာမှာကျွန်တော်ဒီလိုမျိုးထိပါတော့ကားမှုတွေအခါမှမကြုံတွေ့ခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်တော်ရဲဘော်တွေကလည်းကျွန်တော်တို့လက်မခံဘူးဆိုလို့ရှိရင်ကျွန်တော်တို့အသားကိုထိဖို့ဆိုတာအွေးလေကျွန်တော်တို့နှုတ်နဲ့စကလုံးနဲ့တောင်မှသူတို့ကအကြည့်နဲ့တောင်မှပြောခွင့်မရှိဘူးလုပ်ခွင့်မရှိဘူးကျွန်တော်တို့တိုင်ခွင့်ရှိတယ်ကျွန်တော်တို့အရေးရှိလို့ရတယ်ပြီးတော့ပေါ်လည်းရုပ်နေတာဒီ တော့နေရာတကူရဲ့မဟုတ်တော့မြန်မာတိုင်းနိုင်ငံလုံးရဲ့နေရာပေါင်းများစွာမှာတော်လိုင်းလုံနေတာဖြစ်တယ်တော်လိုင်းလုံနေတဲ့လူတွေအားလုံးကလည်းဖြူစင်တယ်လို့တော့ကျွန်တော်မပြောချင်ဘူးပြ။ဒါဆိုတော့ဟိုဒီလူသားတွေဖြစ်တဲ့အတွက်အမှားတွေတော့ရှိကြမှာပဲ။ဒါပေမဲ့အဲ့လိုမျိုးရှိလာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ဒီတိုင်းပြစ်မထားဘူး။တို့အရှင်ယူရဲပေါ့နော်။ယူရဲပြော့ဟိုတို့ဘယ်လိုမျိုးပြန်ပြီးတော့လမ်းကြောင်းပြရမလဲ။ဘယ်လိုဟိုတို့ဖိန်းကြောင်းဘယ်လိုမျိုးဆုံးမရမလဲဆိုတော့အဲအတွေ့ လုံဆောင်မှုတွေနဲ့ပဲသူတို့ပေါ်ဟိုအပြစ်ပေးချက်ရှိတာပေးတယ်အဲသူတို့နောက်မလို့ကိုဆုံးပါတယ်အဲ့လိုမှမလုပ်ဘူးလို့ရှိရင်ကျွန်တော်တို့ထုတ်ပေးလိုက်တဲ့အဆင့်ကြီးကျွန်တော်တို့လုပ်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီလိုအဲတော်လည်းရေးတဲ့အပြောမယ်ဆိုရင်ရှိရှိနေကျွန်တော်ပြောခဲ့တယ်ဆိုတော့ငါခုံးမှာပေါ့နော်ငါ့ရဲ့အများကြီးကမှဒီလိုအပုတ်တကောင်ကြောင့်တော့ကျွန်တော်တို့တော်လည်းရေးတကူလုံးကပုတ်ပွမတော်သေးဘူးအဲ့တော့ဒီတကောင်ပုတ်နေတာထုတ်ထဲထုတ်ပလိုက်မယ်ဆိုတဲ့ပုံစံမျိုးဟုတ်ရှင့်အဲလူနေနဲ့ပြောရင်တော့သူ့ပြုပြင်လို့ရတယ် ်ရမယ်ဆိုတော့ပြပြပေးမယ်အဲ့လိုပြပြလို့မမြအောင်ဆိုကျွန်တော်တို့တခါတည်းထုတ်ပေးလိုက်မယ်ပေါ့နော်အဲ့ပြော့ကျောင်းကြီးခြေတန်းတွားရပေါ့နော်ခြေတန်းတွားရတာဆိုရင်လည်းကျောင်းကြီးအဖွဲကြီးအဖွဲကြီးမှာပိုင်တော်ရဲ့ရဲဘော်တွေပေါ့ဒီအဲတွေးကောင်ကြီးကိုတွေလည်းပြောလို့ရတယ်သူတွေကကျွန်တော်တို့အမျိုးသမီးတွေတော်တော်အလေးထားပေးရဗျအဲသူတွေကျွန်တော်တို့ပြောပေါ့နော်ကျွန်တော်တို့ရေချိုးဖို့နေရာတွေကိုတိချာဘူးပစိုက်လုပ်ပေးရဲအဲကျွန်တော်တို့အဲ့လိုအရှက်သိက္ခာနဲ့ပတ်သက်ပြီးတော့ဘာမှထိပါခြင်းမရှိဘူးကျွန်တော်တို့ ပေးချန်လေးပေါ့နော်သူတို့အာလေးလေးစားရတယ်ကျွန်တော်တို့ပေါ်လာနေအမျိုးသမီးကိုသူတို့ကိုယ်တိုင်နဲ့လေးစားပြီးတော့ကျွန်တော်တို့တံပုတ်ထားတယ်ကိုယ့်ရဲ့နှမတွေညီမတွေလိုပဲဟုတ်ပြောရင်တော့အမျိုးသမီးဆိုတာတော့ကျွန်တော်တို့ဘာဝတရားရပေးထားတဲ့ဟိုပယ်စည်းမှုတွေနဲ့ကျွန်တော်တို့အားနဲ့လိမ့်နေပြအမျိုးသားတွေတက်တော့ကျွန်တော်တို့ကဝိကစ်တယ်ပေါ့နော်ကျွန်တော်တို့မနိုင်တဲ့ဝင်ရှင်ရှိရပေါ့နော်အဲ့အဲ့ခါကျတော့သူတို့ကမမလို့နဲ့မင်းတို့အာလုပ်နေမှာမဟုတ်ဘူးရှိရဲအဲတားမြစ်မှုတွေအဲ့မဲ့တော့ဂရုနာတွေပဲဒါသူကဘာမှလာပြီးတော့ကျွန်တော်တို့ ဟိုရှင်ပြိုင်လို့စိတ်ရှိတာမဟုတ်ဘူးကျွန်တော်တို့ပေါ့ခင်းတာထားပြရဒါပေမဲ့အဲ့အဲကျွန်တော်ကတော့အဲ့အချိန်တိုင်းတော့မရဘူးမရဘူးလို့ကြိုးပြောတယ်မလားရအောင်ကျွန်တော်လှုပ်တာအဲ့လိုမျိုးလှုပ်လှုပ်ခဲ့ရတော့နော်အဲ့လိုမရဘူးလို့ကျွန်တော်ကလာမပြောနဲ့ကျွန်တော်ရအောင်လုပ်တယ်ကျွန်တော်အဲ့လိုအဲ့လိုစိတ်ရှိရပြကျွန်တော်ကိုမရဘူးမဖြစ်နိုင်ဘူးလို့ပြောရင်ကျွန်တော်လေရအောင်လုပ်တယ်ဗျနောက်ဆုံး တတော်အစွမ်းပုံစူးစမ်းပြီးမရတော့မှလည်းကျွန်တော်ကလက်လျှော့လိုက်တာမျိုးဒါပေမဲ့နောက်တစ်ချိန်ပြန်ပြီးတော့စူးစမ်းတက်တဲ့လူမျိုးကိုအဲ့လိုကျွန်တော်အဲလုတ်ဖြစ်တယ်မနိုင်ဘူးပြောနေတာရအောင်လုပ်မယ်ပြီးမှနာသွားတယ်နာသွားတယ်လည်းအဲ့လိုမှတ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ပြီးတော့ကျွန်တော်ဒီရှေ့တန်းမှာမဟုတ်ဘူးအခုလက်ရှိနောက်တန်းမှာရှိနေတဲ့အမျိုးသမီးတွေအတွက်ဆိုရင်လည်းအဲကျွန်တော်တို့ဒီအမျိုးသမီးဖြစ်တဲ့တော်လားဆိုရင်အဲကိစ္စရရှိရပါတော့အမျိုးသမီးကိစ္စရအဲ့ဒီတော့လည်းကျွန်တော်တို့ပြပြတော့ပါပဲအဲကျွန်တော်ဘာလို့လိုအပ်လဲကျွန်တော်တို့အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေ အဲ့အဲ့လိုဟိုဒီကျော်လို့လုံးဂျုံဖို့တွေ့ရပေါ့နော်ပြောပြမယ်အဲမင်းရောရိုင်းတော့ပြအန်တာဝဲရအစတူဖောက်ကန့်ပြီးရတာကျွန်တော်ပြပြဝကအဲပြပြစုံလုံးထားပြီးရဒါရရှက်စရာတော့မဟုတ်ပြဒီလူဆိုတာအမျိုးသားအမျိုးသမီးဆိုတဲ့တင်တန်နှမျိုးပဲရှိရလေအဲ့တော့ဒီအမျိုးသားတော့လည်းဘာလို့ရမလဲအမျိုးသမီးတော့လည်းဘာလို့ရမလဲတို့ဒီလိုအပ်တဲ့အရာတွေကိုထောက်ပံ့ပေးရပေါ့နော်ဟုတ်အဲ့လိုမျိုးအဲဒီကေဟို ဖြစ်ပါမယ်ဒီကိစ္စတွေကိုအခုသူတို့ပြောသလိုမျိုးကျွန်တော်တို့ကြောထဲမှာဗိုက်ကြီးနေတတ်ရယ်ဆိုတော့သူဝါးရဖြတ်လို့ရတယ်နော်အဲ့လိုကိစ္စတွေကြောင့်ဟာသူလူကမှကြံနေခဲ့တဲ့မိဘတွေကဟာငါသမီးလေးဒီလိုဖြစ်နေတယ်ဆိုတော့အဲအဲ့လိုစိတ်ကူးမှုအတွင်းမှုတွေရောရှိရယ်ဗျအဲကျွန်တော်အမေကိုယ်တိုင်လည်းပဲဒီလိုမျိုးရှိတယ်။အမေရဲ့ဒီလိုမျိုးတွေပြောနေကြရတယ်။အမေမိသမီးကိုသူများရဲ့အမေမျိုးနဲ့မိသမီးကိုယုံတယ်နော်။သမီးဒီမှာကိုယ်တိုင်ကိုယ်တိုင်တွေ့နေတယ်။ဒါလို့ဟုတ်တယ်ကျွန်တော်ကတော့ဒီ တော်လိုင်းရတော့နေရာထဲမှာလုပ်နေရမဟုတ်ဘူးနေရာထဲမှာလုပ်နေရဖြစ်တဲ့အတွက်တခြားနေရာတွေမှာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဖြစ်ချင်မှလည်းဖြစ်မှာဖြစ်ခဲ့ရတာမှာကျွန်တော်တို့ကဒီတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုရဲအရာမျိုးကျွန်တော်တို့အာပြောပြရတယ်ပေါ့နော်အမေကိုပြပြရတယ်ဒီကျွန်တော်တို့ဘယ်တော့မှဘယ်လိုမလုပ်ဘူးတော့ရဲဘော်တွေကလည်းဒီလိုမရှိဘူးအဲ့လိုမျိုးပေါ့သူတို့တွေပေါ့နော်ဒီစစ်ပတ်ကလော်ဘီဘောမှာဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် အဲကျွန်တော်တို့ကတော့စိတ်တက်အဲစိတ်ပြတ်ပြီးတော့အာရုံတော်မှာတော့မဟုတ်ဘူးပြောကျွန်တော်အဲတခါလေးတည်းတော့တော်ရခံစားမိရပါတော့အမျိုးသမီးပြောက်ဖြစ်တဲ့အတွက်တချို့စကလုံးရိုင်းရိုင်းဆိုင်ဆိုင်အဲလိုမျိုးတမချင်းမဆမနာတဲ့စကလုံးတွေတုံးလာတဲ့ခါကျရင်တော့ဒီထဲမှာတော့နည်းနည်းတော့မကောင်းဖြစ်နေတယ်ဗျဒါပေမဲ့လည်းကျွန်တော်တို့ကကိုလှုပ်ဆရာရှိတာကိုလှုပ်နေဖို့ပဲလိုရတယ်ကိုလိုက်ပြန်ကိုတက်နေကိုကိုကိုယုံကြည်ရဲ့ ကိုဘလောက်တတ်နေတော့ကိုပဲသိရပါတော့နော်အဲ့အတွက်အဲပြောမလို့တော့အပင်မြင့်တော့လေးတိုက်ခံပါလေကြာဟုတ်တယ်မလားဒါနဲ့အဲ့အပင်ဆိုတော့မှကျွန်တော်အဲ့အပင်တပင်ဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်ရှုံမြောင်ခြံရောင်းထဲမှာပေါက်နေတဲ့အပင်တော့ဖြစ်မှာမဟုတ်ကျွန်တော်တောင်ထိပ်ပေါ်မှာမှတပင်နဲ့ရှိနေတဲ့တပင်မျိုးပဲဖြစ်မှာပဲဒီလောက်ပဲအဲတောင်ထိပ်ဖြစ်တဲ့အတွက်လေပြင်းလေနုလေးတော့လာမှာတော့မဟုတ်ဘူးဗျာလေပြင်းနေအဲ့လိုတန်တန်နဲ့လေပြင်းနေပဲလာမှာပဲဒါမျိုးဒီလောက်ပဲလေပြင်းနေတဲ့ကျွန်တော်ကတုတ်တွယ်ပြီးတော့ရှင်တန်နေမဲ့တပင်တပင်မျိုးဖြစ်နေမှာပဲဗျာ အာတိုက်ပွဲမှာတိုင်ရင်လည်းပြဘူးလားရှိတယ်အဲ့ဒါတော့ဖတ်ပေါ်ဘူးတိတိုက်ပွဲမှာတော့ပေါ့နော်အဲ့တုန်းကကျွန်တော်တို့ကအချိန်ကတော့၄နာရီကျော်ဖြစ်နေပြဒါကျွန်တော်တို့ဒီနေရာယူထားတဲ့နေရာပေါ့နော်ဟိုဒလုံးပေါင်းနေတဲ့နေရာရန်သူနဲ့တော့တိတ်တော့မူလေးမပမိုးရဲ့နေရာမှာတော့ရှိရပါတော့အဲ့ဒီမှာတော့ဒလုံးပေါင်းနေပြီးတော့အဂျုံးတွေပြန်ပြီးပြီးသွားပြီကျွန်တော်မရှင်ရပြီးသွားပြီအဲ့ဒီမှာဒလုံးတွေပြန်တည်နေပေါ့ဆိုပြီးတော့ကျွန်တော်တည်နေတဲ့အချိန်မှာအဲကျွန်တော် တို့ပြနေတို့တော့ကျွန်တော်ခေါင်းကိုထိတာတော့အဲ့ဒီတုန်းကကျွန်တော်ဟိုကြည်မှန်မယ်လို့လည်းကိုကိုကိုမထင်ဘူးပေါ့အဲ့ဒီမှာအဲမထင်တော့အဲကျွန်တော်တွေရဲဘော်တွေစနေတယ်ပဲထင်တာဟုတ်အဲ့ရောဘသူတွေပြစ်တာလဲဘယ်ကောင်ပြစ်တာလဲဂဲနဲ့ပြစ်လိုက်တယ်နော်ဂဲနဲ့ပြစ်တယ်ဘယ်ကောင်ပြစ်တာလဲဆိုပြီးကျွန်တော်ရှောက်မွေးနေတယ်ပေါ့ကျွန်တော်ဒီအတူအဲတက်ဖို့နေတဲ့ညင်းမီလေးမလေးကပြောအမရဲ့တက်တိုင်းနဲ့ခိုင်းမိလာနေမှာပေါ့မဟုတ်ဘူးဟုတ်ဂဲနဲ့ပြစ်တာတော်တော်နာရတယ်ဆိုပြီးတော့ကျွန်တော်ပို့လိုက်တယ်ကြာအဲပြီးတော့မှကျွန်တော်ပြန်ကြည့်တော့ တီတီရဲ့ဖင်အတီရစိုက်ဝင်နေရပေါ့လေအထဲတိလည်းဝင်မသွားဘူးခါကျော်မှုလားတော့မသိဘူးဟုတ်ပြောပြောဟာအဲ့ဒီမှာဆိုရလေအာငါကြီးမှန်သွားပြီဆိုပြီးတော့ဝမ်းနေတာမျိုးလည်းမဖြစ်ဘူးပြတခါမှလည်းအဲ့လိုမျိုးမဖြစ်ဘူးလားလေကြီးပြီးတော့အဲ့လိုလိုကြီးတာအဲ့ဒါကျွန်တော်ကြီးမှန်သွားပြီဆိုပြီးတော့အဲ့လိုဒီလိုစပြဲပြဲနဲ့ကျွန်တော်ပြောနေရတယ်ကမှန်တာကျွန်တော်ဒါနဲ့ဘေးနဲ့ညီမကြီးကမအော်ဘဲနဲ့သူကကြောက်ပြီးတော့သူကထိုင်ချသွားတယ် အဲ့တော့ကျွန်တော်အဲ့တော့အော်အေးငါမန်လာဆိုငါအော်ရပါဘူးတနေ့လူတွေကကျွန်တော်တော့ဝေးနေတဲ့ချိန်မှာကိုကျွန်တော်တော့ငန်းတဝက်နည်းနည်းရောက်နေတယ်အဲ့တော့ជីမန်သွားပြီဟိုជីမန်သွားပြီဆိုပြီးအဲ့လိုမျိုးကျွန်တော်အော်နေအောင်အော်နေသူကကျွန်တော်မန်နေမထင်ဘူးနောက်တစ်ယောက်မန်နေပဲထင်ပြီးတော့အဲ့လိုပြေးသွားရောက်လာတော့ဘုသူမန်နာနဲ့ဘယ်လိုလဲဘယ်လိုလဲဆိုပြီးမြေချမှာကျွန်တော်မန်သွားတာကတော့ဟဲ့ជីမန်နဲ့သူကဘယ်လိုပြင်နေရလဲတကယ်ဘုဒီကျွန်တော်ជីမန်သွားလို့ပြီးတော့ ဟိုဝမ်းမြောက်တော့မလဲမသိဘူးနားနားနားရောဗောဒါပေမဲ့နားမြင်လေအော်မှန်မှန်နေပေါ့နော်ဟုတ်တယ်ဗျာအဲတွေ့တင်လာတဲ့အပြင်ကဒီတွန်းနေရေကိုစပြီးဝင်လာတဲ့အချိန်မှာကျွန်တော်တို့အသက်တွေဆိုတာအမဆန်တက်မရှိဘူးကျွန်တော်တို့ပြီးတယ်တွေးခဲ့ဘူးလေအဲတော့အသက်မမှုတို့ရဲ့အနာကက်တော့ဘာမှန်းလည်းမသိဘူးဗောနော်အဲ့လိုမျိုးတီးတီးရနေတော့ဝင်လာခဲ့သူဒီကြီးမှန်ယုံလေးလောက်နေတော့ကျွန်တော်မရှိနေပါလေဟုတ်ဘူးလားဒီတိုက်ပွဲတိုက်ပွဲဝင်နေတွေ့တန်းရ ရဆိုတော့ရှိမှာပဲလေအဲ့လိုအတွင်းနဲ့ပဲကျွန်တော်အေးအေးမှန်သွားရတော့ဆိုတော့ဒါပေမဲ့အချိန်မှာကျွန်တော်တို့ဒီကြီးကိုထုတ်ဖို့အတွက်အဲစိတ်ရုံမှုအတွက်တော့စီစဉ်နေပေါ့နော်ကျွန်တော်ဆရာကြီးကဒါပေမဲ့ကျွန်တော်အဲ့ချိန်ကတော့မင်းတော့မစတော့နော် April လိုက်တော့ပြန်တတိုင်းပြန်မျိုးရတော့တော်တော်သိခဲ့တဲ့လိုက်မျိုးအဲ့မှာကျွန်တော်သားကဟိုလေးနေရွေးလောက်မှာကျွန်တော်ဒီကြီးမှန်ခဲ့ဒါပေမဲ့တော့ကားစီစဉ်ပြီးရရခဲ့တော့ညနေ6နာရီလောက်ဖြစ်နေပြီသားရတော့လို့ အဲ့တော့တော့တောင်းနဲ့တွားရခြင်းမှာလမ်းမှာဘလို့မှရှေ့ဆက်သွားလို့မရတော့လမ်းခရီးရဲ့အဲနေထားအဆင်မပြေမှုကြောင့်ပေါ့အဲ့မှာတော့တားဆရာကြောင့်ပေါ့ဒီမှာပဲအိတ်ရရမယ်နည်းနည်းကတော့တွားမယ်ပေါ့မဖြစ်နိုင်ဘူးအခုတော့မှရှေ့ဆက်သွားလို့မရရင်အခုလည်းမိုးရိုက်ရင်းသွားနေတယ်လို့လက်ရှိအဲ့မနေ့ကတော့တွားဖို့တော့လည်းမဖြစ်နိုင်ရရဲဆိုပြီးတော့တရားဥပဒေတော့ရဲ့ဒီအအဖက်လူပြေကနှမ်းပြီးတော့ဆက်ကြတယ်ပေါ့နော်ဆက်ကြတော့ရှေ့ဆက်သွားလို့မရတော့ဘူးအဲ့တော့ကျွန်တော်အဲနောက်ပြီးတော့ပေါ်ပြီးနိုင်မှာကျွန်တော်ရအောင် ဒီကိုအထိုင်ထိုင်နေရတော့ကျွန်တော်ပြန်မယ်ပေါ့။ဟုတ်တယ်ဟုတ်ပြီဆိုပြီးသူတို့လည်းမိုးရော်တယ်မှာလို့မျှပြီးလာပြီးတော့ခေါ်ပြီးကျွန်တော်ဆရာပြောချင်တယ်လမ်းမှာအဲအင်းအောင်ကြိုက်ရပါတော့။အင်းကြိုက်လာသူကျွန်တော်တော့တော့အာအဲကင်းမီကောက်ထိုးရတာမှာသူကဘာမှမဖြစ်တဲ့ပုံစံကြီးကင်းပြီးနေတဲ့ပုံစံကြီးအောင်ဖြစ်သွားတယ်ကျွန်တော်အဲ့လိုတော့လည်းလာခေါ်ပြီးတယ်။အဲ့တော့ကျွန်တော်နေရာကိုပြန်ရောက်တယ်နေရာကိုပြန်ရောက်တော့ကျွန်တော်တို့ကဒီအဲဒီဝါပစ္စည်းတွေဖွဲ့စိတ်တုံးတဲ့ဓာတ်တွေတိတ်နေကြတော့မှမရှိဘူးပေါ့နော်။ မရှိနေတော့ကျွန်တော်ရဲ့ low effort တွေတော့အဲ့တော့မရှိနေတော့ကျွန်တော်ဒီ drone hardware setup ပြုလုပ်တဲ့အခါမှာအသုံးပြုတဲ့ long note ပလယာတစ်မျိုးပေါ့နော်ဒီပလယာအန်ဂျီကိုက်နေတဲ့ပလယာနဲ့ပဲဒီကျွန်တော်အလဲလိုက်ပြီးတော့ပဲဆွဲထုတ်တာပေါ့နော်သုံးပါတော့တော့ထုတ်ရတယ်ဗျအဲ့တော့ကျွန်တော်အဲ့ဒီအချိန်မှာအဲ့ရဘာကိုအမှတ်ရသေးလဲဆိုတော့အခု အဲ့အပူတရားကိုအမှတ်ရသွားတယ်ဗျအဲ့အပူကအရင်လက်ရစရဲတဲ့သူကျွန်တော်တို့တွေ့ကြအရွက်ဒီမဲ့ခုအရေရင်းမြင့်တဲ့အစိတ်တက်မှာဆိုလို့ဒီအဲ့လိုမျိုးလောက်တာကိုတွေ့ကြရရတော့မဟုတ်ဘူးဗျကျွန်တော်မြန်မာအရွက်ဆိုရင်စေးဘက်ဝင်အပင်လို့ပြောရတာသူအဲ့လိုမျိုးလောက်ပြီးရလောက်ပြီးရပေါ့နော်ပြည့်ကျွန်တော်တို့နာမည်တစ်လုံးပေးခဲ့တယ်ငယ်နာယီမဆိုတော့နာရာကိုငိုပဲနဲ့ရည်နေလို့ဆိုတော့တောက်လျှောက်အဲ့ဒီကြီးတန်းထုတ်နေတောက်လျှောက်လို့ကျွန်တော်ကြီးနေတာတောက်လျှောက်လို့ ဟဲ့ဒီရလေတက်တော့လေဒီတော့ဒါပေမဲ့အဲ့အကူကအခုအချိန်မှာတော့မရှိတော့ဘူး။ဒါကြီးတော့ဒီစော်ကုန်တိုက်ပွဲမှာပဲအဲဒီတိုက်ပွဲကျသွားခဲ့ရပါတော့။အဲ့ဒါကတော့ဒီနေ့ကျွန်တော်ရဲ့အဲမတ်ပြတူပဲသူပေးခဲ့တဲ့ကျွန်တော်ကိုသူပေးခဲ့တဲ့နာမည်ပြီးတော့နော်နိုင်ဆိုတာတော့ဟုတ်အဲ့လိုနဲ့တော့ဒါပေမဲ့ကျော်ဒီကြည်တမ်းနဲ့တော့အဲ့နဲ့ကျွန်တော်အမားယူရဲ့တိုက်ခဲပြဆီကိုကျွန်တော်တောက်လိုက်ရတော့နောက်နေ့လည်းကြာလည်းကြာတော့ဟုတ်ကုနာ ဒဏ်ရာရတာရဲ့ဆိုတာတော့ကိုယ့်ကိုမိမိနေပြီးတော့ဘာလို့လဲဆိုတော့ဒီဒီပထမဂျုံမောင်းတဲ့နေရာကတော့ဒီမျက်နှာကြီးကျတာရောအဲမိလိုက်မိတွေလောင်ပြီးတော့ကျွန်တော်အဆင်မပြေဖြစ်သွားတယ်အဲ့ဒီတော့ကျွန်တော်နောက်ထပ်ကွင်းတစ်ကွင်းကျွန်တော်လောက်ရမယ်ဂျုံမောင်းမှုအတွက်အချိန်နဲ့တပင်းကြီးကျွန်တော်တို့မှလောက်စားရမယ်အရာကြီးရှိတယ်ကျွန်တော်လူဘလောက်ဝင်နေလဲလူနေဆိုတော့ဖြစ်အောင်လုပ်တတ်တယ်လို့ဆိုတော့ဟုတ်ပြီကြည့်တယ်မှန်တယ်နော်ဘာပလတာကတ်ထားလိုက်တယ်ရပြီဆိုတော့ကျွန်တော်ကိုမောင်းမှုအတွက်ကိုယ့်ကိုဂျုံကွင်းပေါက်ပြီးတက်လိုက်ယူပြီးတော့ကွင်းရှင်းနေမြေပေါက်တယ်အဲ့လိုမျိုးလုပ်တယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်မယူရဲဆံမှုလို့ပဲပြောရမလားဟဲ့ကြည်တယ်တို့ရမ်းပါရဲ့အတွက်ရမ်းစိတ်တက်တယ်ပေါ့နော်သုံးရက်ကြာတော့ကျွန်တော်ပြည်ရည်ပြီးတော့အဲ့လိုအဖျားရည်တက်ပြီးတော့ဖြစ်လာခြင်းနဲ့ကျွန်တော်စီးရုံသွားဖို့ဖြစ်လာရဲ့ပေါ့စီးရုံကျွန်တော်ပြောက်ခဲ့ရဲ့အဲခုနှစ်ရက်ကျော် share လာပြီးကျွန်တော်ပြသမှုထိုင်ခဲ့ရဲ့ပြီးတော့အဲ့ချိန်မှာကျွန်တော်ပထမကြည်တယ်မှတော့ကျွန်တော်ရှိနေတာပဲဒါပေမဲ့တကယ်တကယ်စီးရုံလောက်သွားခြင်းမှာကျွန်တော်ပထမတစ်ရက်ကျော်နှစ်ရက်လောက်ကကျွန်တော်မတရားမှုရှိတယ်ကျွန်တော်ပြောက်ပဲရှိတယ်ဒီစီးရုံမှာပေါ့နော် တဲ့မှာကျွန်တော်တယောက်လိုရှိရဲအဲကျွန်တော်နှစ်ဖြားနှစ်ဖြားပါဝင်သွားရဲနှစ်ဖြားဝင်တော့ကျွန်တော်နှစ်ဖြားလိုက်တော့ရှစ်ကျင်းတော့ဖြစ်တဲ့အချိန်ကရှစ်ကျင်းတော့ဖြစ်တဲ့အချိန်မှာအကျောက်ဆရာကောင်းလို့မဲ့အဲ့ဒီအချိန်ကကျွန်တော်အတွက်အကျောက်ဆရာကောင်းလို့ကျွန်တော်နှစ်ဖြားတက်လာကျွန်တော်ပြင်ရတဲ့ကြောက်တယ်အဲ့တော့ပြေးရတရားနာနေတဲ့ကြောက်ကိုပြေးတယ်အဲ့တော့အဖျားတက်လာမှလို့အဖျားတက်လာလို့ရှိရင်ဘလုံးကခံသွားလို့မရအောင်ဘိုးလုံးကဒီကဒီကတော့အကျိုးကြီးကအကျိုးကြီးလိုက်ပြီးတော့ ကျွန်တော်ဖြတ်လိုက်သွားတော့ခြေလေးလက်တွေကစားပြီးဖြတ်လိုက်သွားလို့ကျွန်တော်အောင်ပြီးတော့တောင်းညရတဲ့အထိအဲ့လိုလေးဖြစ်တာအဲ့ဒီဆေးရုံမှာရှိတဲ့အဲ့လိုဟိုဆေးရုံမှာလေးပေါ့နော်တိန်တိန်ဆေးရုံမှာလေးကရမ်းမှုလေးအဆင်ပြေပြီးတော့ပြက်ပြက်တယ်ကျွန်တော်ဝိုင်းနှိပ်ဝိုင်းကြည့်တော့ဘယ်လိုမှမရဘူးကျွန်တော်မျိုးသေးထိုးပြီးတော့မှအဲ့လိုငိန်တက်သွားလို့ရတဲ့အထိဖြစ်ခဲ့ရလို့နော်အဲ့ဒီဥတ္တနေတဲ့အချိန်တွေမှာတော့အဲ့လိုဖြစ်ပြီးရဖြစ်ပြီးပြန်ကောင်းလာတဲ့အချိန်မှာဒါတွေ့လဲဆိုတော့အိမ်ဝင်ရတယ်ဗျအဲ့တော့ကျွန်တော်ကဒီ ဘယ်လောက်ပဲစိုး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 မိုက်မိုက်ကိုနောက်ဆုံးကျကိုရဲ့မိဘလေးတဲ့အိမ်တော့လွမ်းတာပဲဒီဒါတရားမျက်နှာမရှိပါဘူးတော့လည်းများလွမ်းကြီးရတယ်အဲမင်းတို့ကတော့ရိုက်ပြီးတော့သွားဆိုင်နေလဲဆိုပေမဲ့လေအဲတော့ကိုစိတ်နဲ့ကိုလာတယ်ဒါပေမဲ့